ုံကြီးချမ်းမှာ25နှစ် ကြာခုထီဆေးတဲ့အချိုးကျေးဇူးကြောင့်ဒီဘဝမှာတင်လက်ငင်းအချိုးပေးကိုရရှိသွားခဲ့တဲ့ဒေါခင်တန်းအေးဘာလို့မဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆူလိုက်ပါတယ်ညပပီအနာသက်မကောင်းတဲ့တန်းစင်ခန်းတွေကိုဘသူကမှမဆေးချင်ချပင်မဲ့လေဒေါခင်တန်းရေးဆိုတဲ့မြို့သမီးတယောက်ကတော့ဖုန်ကြီးကျောင်းနေမှာအခုဒီဈေးလာခဲ့တာအခုဆိုရင်25နှစ်ရှိသွားခဲ့ပါပြီမန္တလေးကမစိုးရင်တိုက်တက်မှာစာတင်သားတွေကလည်းများပြီးကုတီတွေကလည်းများပါတယ် ခုတီတွေကိုပုံမှန်ဆေးပေးတဲ့ဒေါခင်တိုက်ရိတ်ကသူ့ဘဝမှာမထင်ထားတဲ့အရာတွေကိုရရှိလာပြီးဘဝတစ်စစ်ချိုးပြောင်းလဲသွားပါတော့တယ်။ဒေါခင်တိုက်ရိတ်ဟာဆယ်တန်းဖြည့်ပြီးကလေးကခုတီကိုဆေးလာခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်တက်နေစဉ်တလျှောက်မှလည်းအပတ်စဉ်တိုင်းမှာဖုန်ကြီးကျောင်းတွေကိုသွားပြီးခုတီဆေးပြီးကုသိုလ်ယူခဲ့တာပေါ့။မိတ်ဆွေတယောက်ကခုတီဆေးဖို့အတွက်တိုက်တွန်းရာကနေစတင်ဖြစ်ခဲ့ပြီးအခုဆိုရင်တော့အသက်49နှစ်ရှိသွားခဲ့ပါပြီ။အရင်ကဒီလိုကုသိုလ်ယူတဲ့သူတွေကရှားပါးခဲ့ပြီးဒေါခင်တိုက်ရိတ်တို့ကအဖွဲလိုက်ဆေးပြီးတန်ရှင်းလုပ်ပေးကြတာပေါ့။ ကိုရီစေတဲ့ကုသိုလ်ကြောင့်ဒေါခင်တန်းကြီးကယောဂရီဖြစ်ပေမဲ့လည်းမကြာခဏလွတ်မြောက်ခဲ့ပူပါတယ်။ကိုဗစ်ကာလမှာလည်းဒေါခင်တန်းကြီးကဖုန်ကြီးကျောင်းထဲမှာကုဒီစေပြီးကုသိုလ်ယူရာကိုမနာခဲ့ပါဘူး။အခြားသူတွေကကိုဗစ်ဖြစ်ပေမဲ့လည်းဒေါခင်တန်းကြီးကတော့ကိုဗစ်ယောဂါကနေဝေးသွားခဲ့ပူပါတယ်။ငလျင်ဘေးမှာလည်းလွတ်မြောက်ခဲ့တဲ့လို့အသက်ဘေးကနေလည်းလွတ်မြောက်ခဲ့ပူတဲ့အတွေ့အကြုံတွေရှိခဲ့တာပေါ့။အရင်ကတော့ဒေါခင်တန်းကြီးတို့မိသားစုကအစင်မပြေပဲမောင်လေးတွေအကိုတွေကသူများရဲ့အငှာကားကိုမောင်းခဲ့ရပါတယ်။ကုဒီစေပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့မိသားစုကတဖြည်းဖြည်းနဲ့အစင်ပြေလာခဲ့ပါ ကြောက်တယ်မိသားစုမှာအဆင်မပြေမှုတွေများခဲ့ပြီးတစ်ခုပြီးတစ်ခုဒုက္ခရောက်တဲ့အထိလည်းဖြစ်ခဲ့ဘူးတာပါအခုဆိုရင်တော့မိသားစုထဲမှာကုန်ကားကြီးတွေကိုတောင်ဝယ်သွားနိုင်တဲ့အထိဘဝကပြောင်းလဲသွားခဲ့ပါတော့တယ်ဒါရီမကောက်တိပဲမောင်နှမတွေစုပေါင်းပြီးတော့အိမ်ကြီးကိုလည်းစောက်ခဲ့တာကြောင့်အရင်ကတဲလေးနဲ့နေခဲ့ရတဲ့ဘဝကနေ တိုက်ကြီးနဲ့နေနေရတဲ့ဘဝကိုပါပြောင်းလဲတော့ပါတော့တယ်။အိမ်နေကားတွေဝန်းနိုင်ဖို့အတွက်ဒေါခင်တိုက်ရိုက်ကောင်ငွေတွေလည်းမဆိုင်ထုတ်ရပဲသူနဲ့ဆက်ဆက်သူတွေကအဆင်ပြေလာပြီးသူ့ရဲ့ဘဝအခြေအနေကလည်းမြင့်လာပါတော့တယ်။ဒေါခင်တိုက်ရိုက်တို့ရဲ့အိမ်ကငလင်ဘေးကနေလည်းလွတ်မြောက်ပြီးဒုက္ခကြီးကြီးမားမားရောက်တိုင်းမှာကဲတင်မဲ့သူလည်းပေါ်လာတတ်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေကိုရခဲ့တာကလည်းကုတီစေးရဲ့အကျိုးကျေးဇူးကြောင့်လို့ပဲဒေါခင်တန်းရိတ်ကယုံကြည်ထားတာပေါ့။တချို့ဖုန်ကြီးကျောင်းတွေမှာ ကုတီစေးပေးတဲ့အခါဖုန်မုံတွေကငွေတွေပြန်စွန့်ကြပါတယ်။အဲဒီငွေတွေကိုဒေါခင်တန်းရိတ်ကသူ့ရဲ့ကိုကြိုးအတွက် မသုံးဘဲစာတင်ကိုရော်ရီအတွက်စာအုပ်တွေဝယ်ပြီးတော့လှူသလုံးစွန်းနေလဲပြန်လှူပေးပါတယ်။ဒေါခင်တိုင်းရင်ဟောင်းဘွဲရထားတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးပညာအရေးချင်းလဲရှိနေပေမဲ့ဘုံကြီးเจ้าတွေမှာတန်ရှင်းလိုက်လောက်တာကြောင့်အထင်သေးတဲ့သူတွေလည်းရှိကြပါတယ်။ ဖုံဖုံထိုင်ကနေတခုခုပြန်လို့ခြင်းလို့လုတ်ပေးတာလားလို့ထင်ပြီးသာတို့မခေါ်နိုင်သူတွေတောင်ရှိတာပေါ့သူများမလုတ်ခြင်းနဲ့အလုတ်ကိုလုတ်ပြီးတန်ရှင်းသွားအောင်လုတ်ပေးတာနဲ့တင်ကုသိုလ်ဒုတ်ကြီးကကြီးကြီးမားမားရနေပါပြီကုသိုလ်အလုတ်ကိုလူတိုင်းသဘောကျချင်မှစားနိုင်ပေမဲ့လေဒေါခင်တန်းရီကတော့ဒီဘဝမှာတင်အချိုးကျဲစုတွေရရှိနေတာပေါ့ဒေါခင်တန်းရီရဲ့မျက်နှာကအများရန်ချီလင်းနေပြီးဘေးအန္တရာယ်တွေကနေကင်းလို့သွားတာကလည်းဖြူစင်တဲ့ကုသိုလ်ကြောင့်ပဲဖြစ်ပါတယ်ဖုန်ချီကျောင်းမှာ25နှစ်ကြာအောင်တန်ရှင်းလုပ်ပြီးဘဝတိုးတက်ပြောင်းလဲသွားခဲ့တဲ့ဒေါခင်တန်ရဲ့အပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပ ြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ